တရုတ်ချက်တိုက်လေယာဉ်တွေကဂျပန်စစ်လေယာဉ်တွေကိုပြစ်မှတ်ရှာရေဒါနဲ့ချိန်ရွယ်တာမျိုးတွေလုပ်ခဲ့ကြောင်းဂျပန်ကပြောကြားခဲ့ပါတယ်။ဂျပန်နဲ့တရုတ်တို့ကြားပိုင်ဆိုင်မှုအငင်းပွားနေရာအိုကီနာဝါကျွန်းစုနာမှာဂျပန်ရဲ့ F15 တိုက်လေယာဉ်တွေကိုတရုတ်ရဲ့ J15 တိုက်လေယာဉ်တွေကပြစ်မှတ်အဖြစ်သတ်မှတ်ဖို့ရေဒါနဲ့လမ်းမီးချိန်ရွယ်တဲ့ဖြစ်စဉ်တစ်ခုပေါ်ပေါက်ခဲ့ကြောင်းဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကဒီဇင်ဘာလ9ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ J15 တိုက်လေယာဉ်တွေက တရုတ်ရဲ့လျောင်နင်းလေရင်တင်သင်္ဘောကြီးပေါ်ကနေပြန်တက်လာတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒီဇင်ဘာလ6ရက်နေ့တုန်းကလျောင်နင်းဥဆောင်တဲ့တိုက်လေရင်အုပ်စုကအိုကီနာဝါကျွန်းစုတောင်ပိုင်းကနေဖြတ်တန်းခုံပေါင်းခဲ့တာကိုဂျပန်က F15 တွေဆက်လွတ်ပြီးစောင့်ကြည့်စီခဲ့ရမှာ။ယခုလိုမျိုး G15 တွေနဲ့ထိတိုက်တွေ့ခဲ့တာလည်းဖြစ်ပါတယ်။ဂျပန်ဝေကြီးချုပ်ဆာနာအဲကဒီဖြစ်ရအတွက်အရန်စိတ်နှောက်ရှက်ဖြစ်တဲ့အကြောင်းဂျပန်ကတရုတ်စီကန့်ကွက်အသိပေးထားပြီးဖြစ်တယ်လို့ဆိုပါတယ်